င်္ဂလာပါမြစ်စနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းရင်းသားလူမျိုးစုတွေရဲ့အသံတွေကိုစူးစစ်တင်ဆက်ပေးမှာဖြစ်ပါတယ်ပူတော်ခိုင်နောင်မွန်မြို့မှာအိမ်သုံးဆေးဝါးတွေဈေးမြင့်တက်နေစေဖြစ်ပြီးလုံလောက်မှုတွေလည်းမရှိဘူးလို့ဒေသခံတွေစီကအကြားသိရပါတယ်ချန်ပြည်မြောက်ပိုင်းကနယ်မြေအငင်းပွားမှုတွေအတွက်ရှေ့ပြည်ညှိနှိုင်းရေးတွေလှုပ်ဆောင်နေကြပါပြီတက္ကသိုလ်ကျောင်းသားဘဝကိုဆွတ်လွတ်ပြီး စစ်အာဏာရှင်ကိုလက်နက်ကင်တော်လှန်နေတဲ့လူဒုဒေါ်လိုင်းမဟာမိတ်အင်အားစု PRA မကွေးရဲ့စစ်ဦးစီးချုပ်နောင်သူရင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လမ်းပန်းဆက်သွေးအခက်အခဲတွေကြောင့်ပူတော်ခဲနောင်မုံမြို့မှာအိမ်သုံးဈေးဝါးတွေဈေးမြင့်တက်နေစေဖြစ်ပြီးလုံလောက်မှုတွေလည်းမရှိဘူးလို့ဒေသခံတွေစီကကြားသိရပါဗျ။ ဒေတာအတွင်းဆေးဝါးလုံလောက်မှုမရှိသလိုဆေးတွေကိုလည်းဆေးကြီးပေးဝယ်ရတယ်လို့နောင်မွန်ဒေတာခံသူကမြင်နာတဲ့ channel ကိုပြောပါတယ်။ဆေးဝါးလေးလုံလောက်မှုတော့မရှိဘူးပေါ့။နောက်ပြီးတော့ဆေးတကန်တိတိလေးတကန်ကိုတုံးဆောင်တုံးဆောင်တချို့ဆေးဝါးရလို့အဆင်ပြေမှရှိတယ်။အကုန်လုံးကလည်းပြီးဆုံးလို့ လက်ရှိနောင်မွန်ပြည်သူစေယုံမှာဆရာဝန်တဦးပြန်လည်ရောက်ရှိလာပြီဖြစ်ပေမဲ့စေယုံမှာတော့ဆေးဝါးပြည့်စုံလုံလောက်မှုမရှိသေးဘူးလို့လည်းသိရပါဗျ။နောင်မွန်ဒေတာခန်တွေဟာကလေးမီဖွာတာနဲ့တချို့ကျမရေးကိစ္စတွေအပြင်ကလေးကာကွယ်ဆေးထွန်းနန္ဒာတွေကိုပူတောင်မျိုးဖက်တွားရောက်ပြီးတော့ကုသဆောင်ရွက်ကြရတာဖြစ်တယ်လို့သိရပါဗျ။ဟင်းဘောရအောင်ကြိုးတယ်ဒီကနေ့ရှားတော့လာဒီလိုတွေကအဲဆက်စီမှုတပလင်းဘော ဒီတော့ဘူးဘူးဝါမင်းရဲ့ရဒုကာဟောမင်းဝါကဲဘူးဝါဒီအလိုက်မင်းဦးနီမခဲဘူးဝါမာဒါပြင်နောက်မှာအခြေခံစားတောက်ကုန်တွေနဲ့စက်သုံးစီဈေးနှုန်းတွေလည်းကျဆင်းသွားတာမရှိဘူးလို့ဒေတာခန်တွေကပြောပါရယ်တက်စီတပလင်းကျတတောင်းဒီဇယ်တကလန်ကျ6000တရှိနေဆဲဖြစ်ပြီးပိုပြီးဈေးမြင့်တက်ဖို့ရှိကြောင်းသိရတယ်လို့လည်းဒေတာခန်တွေကဆိုပါရယ်ပြီးခဲ့တဲ့နှစ်တိုက်ပွဲအခြေအနေကြောင့်လမ်းတွေပိတ်ပြီးပူတော်ဒေတာဘက်ကုန်ပစ္စည်းပြတ်လတ်တာနဲ့ ဈေးမြင့်သက်သွားကြတဲ့ကပူတော်ကနေတဆင့်ပြန်လဲတည်ယူရတဲ့နောင်မွန်ဒေတာဘက်မှာလဲကုန်စည်တွေပြက်လက်တာတွေဂျုံတွေ့ခဲ့ရတာဖြစ်ပါတယ်ချမ်းပြည်မြောက်ပိုင်းကနေမြင့်အငင်းပွားမှုတွေအတွက်ရှင်ပြည်ညှိနှိုင်းရေးတွေလှုပ်ဆောင်နေကြပါပြီ။ချမ်းပြည်မြောက်ပိုင်းကနေမြင့်အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်လိုက်ရေးဖွဲ့စီ KNO KNA နဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး Channel တွေတို့ ဆွေးနွေးပွဲအတွက်ရှေ့ပြေးညီနိုင်ရေးရိစတင်နေပြီလို့ကျေလွတ်ရေးကောင်စီ KNC တို့ဥက္ကဋ္ဌတဲ့ဗိုလ်ချုပ်ကြီးကမောကလူမှုကွန်ရက်ဆောင်မြန်နာသစိန်ဧပြီလ9ရက်နေ့မှာရေးသားဖော်ပြလိုက်ပါတယ်။တက်ဆိုင်ရာဒေတာတွင်ကမိဘပြည်သူတွေနားလေကူညီပေးကြဖို့နဲ့အွန်လိုင်းသုံးဆွေသူတွေမီဒီယာတွေအကြံပေးထောက်ပြလူသူတွေဆီကလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုမျှော်လင့်နေလို့ဗိုလ်ချုပ်ကမောကဆိုထားပါတယ်။အခုနှစ်နှစ်ဆန်ပိုင်းလောက်ကနေရှမ်းပြည်မြောက်ပိုင်းဘက်မှာနှစ်ဖက်သက်ရဲ့အောက်ခြေသက်သာတွေကြား ကြကနာဆိုသလိုနေမြေအငင်းပွားမှုတွေခက်ဆဲဆဲဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မနက်3:00ဝန်းကျင်လောက်မှာကချင်လိုက်တမတော် KIA အမတ်သက်ရင် 34နှစ်မြင်မန်တုံဒေတာကတိုင်နေရုံစီတောင်းအမျိုးသားလူမျိုးရေးတပ်မတော်ထင်နေရတပ်သားတွေကအင်အားအများပြားနဲ့ဝေရောက်လာပြီးရုံးပြိုကျလိုက်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့လူမှုပရေးဆမျက်နှာတွေမှာမျှဝေရေးသားချက်တွေရသိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းမန်တုံမြို့နယ်ဘက်ကနှစ်ဖက်သက်နေမြင်အငင်းပွားမှုနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာလူကြီးတွေကနေညှိနှိုင်းဆွေးနွေးပြလေသွားတာမျိုးရှိပေမဲ့ရတဲ့တပတ်ကျော်အကြာ မရှိလောက်ခုနှစ်ရနေညနေပိုင်းမှာတော့ကိုခိုင်မြို့တရားကံဦးဆက်ဆိုင်ရုံကိုဖေးရှားဖို့ချန်နယ်ဝေတပ်သားတွေလာရောက်မောင်းထုတ်တဲ့ဖြစ်စဉ်ထမှန်ဖြစ်ပေါ်ခဲ့ပါတယ်။ရှမ်းပြည်မြောက်ပိုင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးမရှိလောက်ရှိရနေကဘုချုပ်ကြီးကမောဟာရှမ်းမြောက်လူထုနဲ့တရားတဲ့အစည်းအဝေးလုံးမင်းလူထုရဲ့သဘောထားရယူပြီးရင်တော့ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်လို့လည်းသူရဲ့လူမှုကွန်ရက်ဆာမျက်နှာကသက်ဆန်ဖော်ပြခဲ့ဖို့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကရှမ်းပြည်မြောက်ပိုင်းမန်တုံနဲ့မုံမိတ်ချာကမမောက်ရွာမှာရှိတဲ့ကံရီတက်စကန်ဘကို ထင်ရွေသက်တာရိအင်အများပြနေဝင်ရောက်လာပြီးဂန်ရီသက်တာတို့ကိုရဲနဲ့ထိုးချိတ်တော်တွေပြုလုပ်ခဲ့ပါရယ်အဲလိုရဲနဲ့မှုတွေကြောင့်ဂန်ရီသက်တာစီဦးချုံတွေ့တဲ့တရားရရှိပြီးမန်တုံစေယုံမှစီကူတော်မှုခံယူခဲ့ရပါရယ်စနဝိုင်းလ26ရက်နေ့ညနေပိုင်းကလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့လာတဲ့ရုပ်သံတစ်ခုမှာတော့ထင်ရွေသက်တာအင်အားတရာချော်လောက်ဒီမာဒေတာဘတ်အင်အားပြချစ်တက်လာချင်းနံပါတ်ကနေနံအုံမှာရှိတဲ့ဂန်ရီဂိတ်တွေကနေတာစီရင် တစ်ဖက်သက်သားတွေအချင်းများနေကြတာကိုလည်းတွေ့ရှိရပါတယ်။ကန်ထိန်ချုပ်ရသမာချုံနေမြေကဒီမာဒေတာဘက်အပြင်နမ်အုံနဘက်က မုံဝီမုံကိုစားရနေရာဒေတာတွေဘက်မှာကန်အင်းနဲ့ချင်းညာဝေလောက်ခန့်သက်သားတွေအချင်းချင်းအင်အားပြအငင်ပေါ်မှုတွေဖြစ်ပွားခဲ့ပါတယ်။မလင်ဘေးကြောင့်မန္တလေးစကိုင်းကားလမ်းတွေပိတ်နေတဲ့အတွက်မြစ်စိနာမြို့ကိုဝင်တဲ့စီပေါ့စာကားတွေအဝင်မရှိတာကြောင့် ဓာတ်ဆီ1လီတာကိုကျပ်9000ကျော်အထိပြန်မြင့်တက်နေပါတယ်။လက်ရှိမှာတော့စီပေါ့စာကားတွေမဝင်တော့ပဲမြစ်နာမျိုးကစီပမ်ဆိုင်တွေမှာဈေးတွေမြင့်တက်နေတယ်လို့မြစ်နာမျိုးခန့်အမျိုးသမီးတူကပြောပါတယ်။ဆောဆောပန်ရောင်းချက်တဲ့ငါအစမ်းရလာတဲ့နူကရုံတဲဝါဦးအစမ်းရှိော။ဒီအဲဒါလာမနီပစ်တော့အဲဒါတားကကုတီဖြလုံးရတဲ့စတဲ့နေပဲတဲ့ကိုချင်းနေတဲ့ကူကလိုရတော့လာမနီပစ်တော့မချူဟာလား။ ဒါလာမပိတ်ခင်မြစ်နာမြို့မှာဓာတ်ဆီဈေးတလီတာ6900ရှိရာကနေလက်ရှိမှာတော့ဓာတ်ဆီတလီတာ6900ကျော်အထိမြင့်တက်လာနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ March 28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငရင်ကြောင့်မြစ်နာမန္တလေးလမ်းပိတ်မယ်လို့သတင်းကြားရကနေမြစ်နာကဆီဆိုင်တွေမှာဓာတ်ဆီဈေးတွေမြင့်တက်နေတာဖြစ်တယ်လို့လည်းမြစ်နာမြို့ခံအမျိုးသားတူကမြစ်နာသတင်းချာနယ်ကိုပြောပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကတိုက်ပွဲအခြေအနေကြောင့်စကိုင်းမန္တလေးလမ်းတွေပိတ်လိုက်တဲ့အပြင် တရုတ်ဘက်ကလည်းတရုတ်နယ်စပ်ကုန်းတွေဂိတ်တွေကိုပိတ်လိုက်တဲ့အတွက်အခြေခံစားတောက်ကုန်းတွေအပြင်တက်စီတွေလည်းမဝင်တော့တာကြောင့်မချီနာမြို့မှာတက်စီတလီတာကိုကျပ်နှစ်တောင်းအထိမြင့်တက်သွားခဲ့ပါတယ်။ဧပြီလ၁ရက်နေ့ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေက တရုတ်နယ်ဇက်ဂိတ်ဖြစ်တဲ့ဒိုင်ဇာနဲ့လွယ်ကျဲဂိတ်ကိုဖွင့်ပေးခဲ့ပါတယ်။အဲ့ဒီဂိတ်နဂိတ်အပြင်ကမ်ပိုင်တီနဲ့ပောင်ဝါဂိတ်ကိုလည်းဖွင့်ပေးခဲ့ပေမဲ့တရုတ်ဘက်ကအခြေခံစားတောက်ကုန်တွေပဲတင်းတင်းခွင့်ပြုထားတာဖြစ်ပြီးစီပေါ့စာကားတွေကိုတော့လက်ရှိအချိန်ထိဝင်ရောက်ခွင့်မပြုသေးတာဖြစ်ပါတယ်။မလျင်အပီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးကြောင့်ကချင်ပြည်နယ်ကပြည်သူ35ယောက်ထက်မနည်းသေဆုံးခဲ့ရပါတယ် မြန်မာနိုင်ငံမှာအင်အားပြင်းကလင်လုခတ်ပြီးမတ်လ28ရက်နေ့နေ့လည်တနာရီကနေဖေဖော်ဝါရီ17ရက်နေ့အထိအစည်းအဝေးအရစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးကြောင်းပြည်သူ105ဦးသေဆုံးခဲ့ရလို့မြို့သားညညရေးအစိုးရအန်ယူဂျီကဖေဖော်ဝါရီ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်6ဦးနဲ့အမျိုးသမီးအယောက်30ပါဝင်နေလို့လည်းသိရပါတယ်။ထဏရသူတွေကတော့100နှစ်အောက်ရှိပြီးစစ်ကောင်စီတဟာငလင်အပြီး တိုက်ခိုက်မှုပေါင်း102ကြိမ်အထိပြုလုပ်ခဲ့တာဖြစ်ပြီးလေးချောင်းတိုက်ခိုက်မှုက82ကြိမ်ရှိခဲ့ပါတယ်။စစ်ကောင်စီကလေးချောင်းလက်နက်ကျင်းတဲ့တိုက်ခိုက်တာတွေကြောင့်လူသေဆုံးသန်းရခဲ့တဲ့ကချင်ပြည်နယ်မြို့တွေကတော့ဗမော်မုံညင်းဝိုင်းမော်နဲ့ဖက်ကန်နုံမှာဖြစ်တယ်လို့အစင်းတွေမှာဖော်ပြချပါတယ်။ငလင်ပေတာကြောင့်ကုညီကီစီရင်းနဲ့ပြန်လည်ကြောင်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကကွေရေးဦးစီးချုပ်ယုံကဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိယာယီပိခတ်တိုက်ခိုက်ရက်စည်ကာလဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။ တက္ကရာចောင်းသားဘွားကိုဆွလွတ်ပြီးစစ်အာဏာရှင်ကိုလက်နက်ကင်တော်လှန်နေတဲ့လူဒုတော်လိုင်းမဟာမိတ်အင်အားစု PRA မကွေးရဲ့စစ်ဦးစီးချုပ်နောင်သူရိအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သူကတော့လူထုတော်လိုင်းရေးမဟာမိတ်အင်အားစု PRA မကွေးရဲ့စစ်ဦးစီးချုပ်နောင်သူရင်ပါ2023ခုနှစ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတော့စန္ဒပြလို့မရတဲ့အဆုံးလက်နက်ကင်လမ်းစဉ်ကိုရှောက်ခဲ့ကြတဲ့လူငယ်တွေကအများအပြားရှိပါတယ်။ကိုနောင်သူရင်ဟာလည်းအဲ့ဒီလိုလူငယ်တွေထဲကတယောက်ဖြစ်ပါတယ် စစ်တပ်အာဏာသိမ်းတော့ကတော့သူဟာလမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့တဲ့ CDM တပ်ကတော်ចောင်းသားတယောက်ပါဂျေးလက်နေတောင်သူမိဘတွေကနေမွေးဖွားလာသူတယောက်ဖြစ်ပေမဲ့အာဏာသိမ်းမှုမတိုင်ခင်ကတည်းကသူဟာနိုင်ငံရေးကိုစိတ်ဝင်စားခဲ့သူဖြစ်ပါတယ်ចောင်းသားဘဝနိုင်ငံရေးစားလုပ်ချိန်တော့ကတော့မိဘတွေနဲ့နားလည်မှုယူခဲ့ရတယ်လို့ပြောပါတယ်ကိုကအာဒီចောင်းသားရေးလှုပ်ရှားမှုတွေဒီနိုင်ငံရေးလှုပ်ရှားမှုတွေကိုပို့ပြီးတော့အဲစိတ်ဝင်စားလာတဲ့အခါမှာတော့အာမိဘအနေနဲ့တော့နည်းနည်းတော့ အာပြဿနာဖြစ်တာမျိုးမဟုတ်ပေမဲ့ဒီလိုစကားပြောရတာမျိုးတွေတော့ရှိတယ်။အာမိဘကအာအရင်ကြီးကန့်ကွက်တာမျိုးတော့မရှိခဲ့ဘူးပေါ့နော်။ចောင်းတဲ့နေတုန်းမှာပဲအာနာတိန်မှုဖြစ်ခဲ့တာကြောင့်မကွေးတက်ကတူចောင်းသားတမကတပိတ်စစ်ចောင်းနဲ့မကွေးမျိုးကလမ်းတွေပေါ်ဆန္ဒထွက်ပြခဲ့ပါတယ်။အဲဒီနောက်2023ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲဆန္ဒပြနေလုံစစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးမကွေးမျိုးရှိတောင်းနေထောင်မှာ၈လကြာချုပ်နှောင်ခံခဲ့ရပါတယ်။အဲ့ဒီကနေလွတ်လာပြည့်တဲ့နောက်လက်နက်ကင်လမ်းစဉ်ကိုရှောက်ဖြစ်ခဲ့တယ်လို့ပြောပါရတယ်။ ကျွန်တော်တို့ဟိုတိုက်ကိုတိုက်ရရမယ်ဆိုတော့အချင်းတွေမျိုးရောက်လာပြီဆိုတော့အချိန်မှာကျွန်တော်လက်နက်ကင်တော်လိုင်းရေကိုကူပြောင်းမှုအတွက်ကိုဟိုကျွန်တော်စပြီးတော့အဲဒီအီယာအီယာဝင်နေမြေကိုကျွန်တော်စပြီးတော့ခရီးထွက်တယ်အမ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီစစ်ပညာတွေအာတင်ယူတယ်အမ်တင်ယူပြီးတော့လက်ရှိချိန်ထိဒီလက်နက်ကင်တော်လိုင်းရေထဲမှာပဲအာကျွန်တော်ရှိနေခဲ့တယ်ပေါ့လေအဲ့ဒီနောက်နောင်သူရင်ဟာကရင်ပြည်နယ်ကစစ်ကြောင်းတစ်ခုမှာတာဝန်ယူခဲ့ရပြီးတပ်တည်ဆောက်မှုပုံစံတွေကိုလေ့လာခဲ့တယ်လို့ပြောပါတယ်။အာပြီးတဲ့အခါမှာဒီ PIU မကွေးကိုအာကျွန်တော်ပြန်လာဖို့အချိန်တက်လာတဲ့အခါမှာကျွန်တော်ပြန်ပြီးတော့ အာလာခဲ့တယ်ပေါ့နော်အဲ့အချိန်မှာကဟိုဒီ PI မကွေးကစနစ်တကျပြန်လဲပြီးတော့ဟိုစုဖွဲ့တိဆောက်တဲ့အဲကိစ္စတွေအာရှိနေတယ်ပေါ့နော်အဲဖြစ်နေပြီအဲအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့အဲကျွန်တော်ရခဲ့တဲ့အတွေ့အကြုံတွေရဲ့နောက်တစ်ခုကတော့အဲဒီကျွန်တော်တို့အားရခတ်တော်စီရရဲ့အဲကျွန်တော်စိတ်ဒီစိတ်ဟိုဟာတွေအာနီးစနစ်ပိုင်းနေအဲနိပညာပိုင်းနေနောက်တစ်ခုကကျတက်စုဖတ်မှုပိုင်းနေကိုအာကျွန်တော်တို့ဟိုသင်ယူခဲ့ရတယ်ပေါ့နော်သင်ယူခဲ့ပြီးတဲ့အခါမှာကျွန်တော်တို့ ဟိုတက်ကိုဘယ်လိုမျိုးအကောင်းဆုံးပုံစံအာစုခွဲကြမလဲအာဘယ်လိုမျိုးကျွန်တော်တို့တိဆောက်ကြမလဲဆိုတဲ့ဟာကိုစဉ်းစားပြီးတော့ကျွန်တော်တို့အာတိဆောက်ခဲ့ကြရတာပေါ့။တောင်သူတွေဟာတောင်သားဘဝကကြပြစာပေတွေကိုလိမ့်လာခဲ့သူဖြစ်တယ်လို့ကြပြတွေကိုလည်းရေးသားခဲ့သူတယောက်ပါ။ဒါပေမဲ့အခုလိုတော်လန်ရေးလုပ်နေတဲ့အချိန်မှာတော့ဝတနာပါတဲ့ကြပြကိုစွန့်လွှတ်ထားပြီးတော်လန်ရေးကိုပဲတစိုက်မမလုပ်နေရလို့ဆိုပါရတယ်။ တော်လန်ရေးနဲ့အခြားအရာတစ်ခုနဲ့ဘယ်ဟာရွေးမလဲဆိုလို့ရှိရင်ကျွန်တော်ကတခြားအရာကိုအငင်းပက်မယ်လို့ကျွန်တော်ကဟိုတတ်မှတ်ပြီးသားပေါ့တော်လန်ရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လုတ်ချင်တဲ့အရာတွေကပြန်ပြီးတော့ဟိုလုတ်လို့ရနိုင်တယ်ပေါ့လေကျွန်တော်တို့ရှင်နေသိရင်ပေါ့ဝါဒနာတွေအပြင်တော်လန်ရေးအထက်အိမ်မက်တွေအမှုအချက်တွေကအစတခြားအရာတွေကိုလည်းဆွတ်လုတ်ခဲ့ရတယ်လို့ပြောပါတယ်အဓိကတော့တော်လန်ရေးအောင်မြင်မှုအတွက်ဆိုလို့ရှိရင်အဲကျွန်တော်တို့အနေနဲ့ဘယ်လိုဘဝမှာပဲနေရနေရအာဘယ်လိုမျိုးပဲရှင်သန်ရရှင်သန်ရပေါ့နော် ီပုံစံမျိုးနဲ့ပဲအာကျွန်တော်တို့နေကြရတယ်အာနောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဟိုလူငယ်ဘဝတွေပြုံမြင့်မှုတွေအဲဒါတွေကျွန်တော်တို့ဆုံးရှုံးတယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေအာဆုံးရှုံးခဲ့ရတယ်ပေါ့လေဟုတ်လက်ရှိအချိန်မှာတော့ PRA မကွေးဘဟုကောမဒီကချမှတ်ထားတဲ့စစ်အနိုင်တိုက်ရေးလမ်းစဉ်ကိုရှောက်နေပြီးတဆင့်ချင်းအကောင့်ထဲပေါ်နေတယ်လို့နောင်တူရင်းကဆိုပါတယ်ပြောရှင်မှုတွေတစ်ဖက်ဝန်ထမ်းမှုတွေတစ်ဖက်နဲ့ဆောက်လန်းနေတဲ့ဒေါ်လာရေးလမ်းကိုတော့စစ်အာဏာရှင်စနစ်ကြာရှုံးရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဆက်လျှောက်နေတယ်လို့လည်းပြောပါရယ် ကျွန်တော်တို့စပြီးတော့လုတ်ခဲ့ကြခရေကအာနိုင်မယ်ဆိုတော့အဲယုံကြည်ခြင်းနဲ့အာကျွန်တော်တို့လုတ်ခဲ့ကြရတယ်ပေါ့လေလက်ရှိချိန်ထိဟိုအဲ့ယုံကြည်ချက်ကအဲကျွန်တော်တို့ဟိုရှိနေတုံးပဲအဲ့ယုံကြည်ချက်တိုင်းပဲအာကျွန်တော်တို့ဆက်ပြီးတော့အာလုတ်နေတုံးပဲလို့ဟိုကျွန်တော်တို့ပြောလို့ရတယ်အာလက်ရှိချိန်မှာလည်းဒါကဟိုအားလုံးမြင်တဲ့အတိုင်းပဲပေါ့နော်စက်ကောင်စီရဲ့အာချိနေမှုတွေအာပြိုလဲမှုတွေဒါတွေကိုမြင်ရမြင်လာရတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ အဲအိမ်မက်ပေါ့ဒီဆန္ဒရှင်မြစ်ပြတ်ရေးဆိုတဲ့ကျွန်တော်တို့ရဲ့အာရီမန်းချစ်တွေကအာတဖြည်းဖြည်းနဲ့ကျွန်တော်တို့အကောင့်တွေပေါ်လာတယ်လို့အာကျွန်တော်နေနေတော့အာမြင်တယ်ဒါပေမဲ့အသက်တွေရင်းပြီးဒေါ်လာနေရတာဖြစ်တာကြောင့်ဒေါ်လာရေးပြင်းဘာလို့ရမယ်ဆိုတော့တော့တေချာမသွေးထားသေးဘူးလို့လည်းပြောပါတယ်ဒေါ်လာရေးပြင်းဘာစားမယ်ဘာတောက်မယ်ဆိုတဲ့ဟာကလွဲရင်ဒေါ်လာရေးပြင်းဟိုဘာလို့မလဲဆိုတဲ့ဟာကျွန်တော်တို့လူငယ်တွေမှာအမရှိတော့သေးဘူးလို့ကျွန်တော်မြင်တယ်အမ်ကျွန်တော်နေနေတာတော့ထွေထူးတော့ရှိမနေဘူးအဓိကတော့ ကျွန်တော်အိမ်ပြန်ရဖို့ဆိုတာတောင်းပါပဲမတေချာတဲ့အချိန်မျိုးမှာတော်လိုင်းပြင်းဘာလို့မလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့ထွေထူးထူးမစင်စားပြသေးဘူးလက်ရှိအချိန်မှာတော့ကိုနောင်တူရင်လိုလက်နက်ကင်လမ်းစဉ်ကိုရှောက်နေတဲ့လူငယ်တွေအာနာသိန်းစစ်တပ်ကိုနိုင်ငံတော်မှာခုခံတော်လာနေကြတာဟာ၄နှစ်ကျော်လာပါပြီဒီကာလထဲမှာစစ်ကောင်စီရဲ့မြို့တွေစခန်းတွေတိုင်ရင်တွေအများအပြားကိုတော်လိုင်းရင်အင်အားစုတွေကသိမ်းနိုင်ခဲ့တယ်လို့ အဲ့ဒီလိုတိုက်ခိုက်ရင်သေဆုံးတဲ့လူငယ်တွေနဲ့မတန်ဆွမ်းဖြစ်သွားတဲ့လူငယ်တွေကလည်းအများအပြားရှိပါတယ်။ဒါပေမဲ့လည်းဒီလူငယ်တွေကတော့အာနာရှင်စနစ်ကျရှုံးရေးဆိုတဲ့ယုံကြည်ချက်အတိုင်းဒီလမ်းကိုဆက်လျှောက်လာနေကြဆဲဖြစ်ပါတယ်။မြစ်နာဒရင်ချာနဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာရာပတိနေ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်မြစ်နာဒရင်ချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ